UCLA အမျိုးသမီးအသင်းမှကျောင်းနံပါတ်31ဝတ်ဆင်ကစားသွားမယ့်အကြောင်းအသိပေးလာတဲ့မြန်မာကစားသမားလေးမေချက်လူမြန်မာလယ်ယွင်းစင်အသင်းမှပါဝင်ကစားခဲ့တဲ့မေချက်လူကတော့အခုချိန်မှအမေရိကန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်မိဘရဲ့အစံနာအတန်းအယုတ်အထုကိုဆောင်မကြီးဖြစ်အောင်ကြိုးစားလျက်ရှိနေပါတယ်ရှင်ဒီလိုမျိုးတက္ကသိုလ်ကိုတက်ဖို့ဆိုတာကလည်းမေချက်လူကတော်တော်လေးကိုကြိုးစားခဲ့ရပါတယ်ဒီမဝါသနာပါတဲ့ဘောလုံးအကစားကတစ်ဖက်ပညာရေးကတစ်ဖက် balance ညီအောင်လို့ကြိုးစားရင်းနဲ့အထူးကျင့်သူလေးဖြစ်လာခဲ့ပါပြီရှင်မေချက်လူကရုပ်ရည်လေးကလည်းချစ်စရာကောင်းသလိုဘောလုံးကံရမာလေး ေးတကယ့်ကိုပါရမီထူးသူတရားလို့ပြောရပါမယ်။ဒီလိုမျိုးအရေးချင်းကောင်းနေတဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုတစ်ဖက်တစ်လမ်းကနေကူညီထောက်ပံ့ပေးခဲ့တာကြောင့်လေအရင်ကဘောလုံးအားကစားကိုစိတ်ဝင်စားကြတဲ့သူတွေကြောင့်မိထက်လူကြောင့်ပြန်လည်ပြီးတော့စိတ်ပါပြီးအားပေးလာကြတာကိုတွေ့ရပါတယ်။ဒါကြောင့်မြန်မာအသင်းအတွက်တကယ့်ကိုဂုဏ်ယူစရာပါပဲရှင်။အားပေးတဲ့ပရိသတ်တွေများပြားလွန်လာကြောင်းလေစီးပွားရေးလုပ်ငန်းရှင်ပေါင်းများစွာကမိထက်လူကိုကြောင်ကြရရိုက်ကူးဖို့အတွက်ကန့်လန့်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုကြော်ညာရရဲ့တဲ့ခါမှာလဲမိချက်လူကပြင်ဆင်လိုက်တဲ့အခါမင်းသမီးလေးလေးကိုချုံမောလှပမှုတွေပေါ်ထွက်လာပြီးတော့ပြည်သက်တွေက င်းသမီးလောက်ဖို့အတွက်တောင်မှအကြံပေးနေကြပါသေးတယ်။ဒါပေမဲ့မေချက်လူကတော့ဘလုံးအားကစားကိုပဲဝါသနာပါသူပါနော်။လာမယ့်စီကိန်းမှာတော့မေချက်လူကသူမရဲ့ပညာရေးကြောင့်မြမအမျိုးသမီးအသင်းနဲ့ပတ်ဝန်းကစားဖို့ဆိုတာကတော့လက်ရှိအခုအချိန်ထိတော့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။တခြားအကြောင်းအရာတွေရှိသေးလားတော့မပြောချက်ပါဘူးနော်။ဘလုံးကန်ရတော့ကိုဝါသနာပါသူလေးမေချက်လူကအမေရိကန်မှာလေ UCLA အမျိုးသမီးအသင်းမှာခေါင်းဆောင်တူအနေနဲ့ပတ်ဝန်းကစားနေပြီဖြစ်ပါတယ်။အရေးချင်းသိတဲ့သူတွေကသိတယ်လို့မြေတောင်မြှောက်ပေးတတ်ပါတယ်။မကြသေးခင်ရဲ့ပိုင်းကလည်း UCLA အသင်းမှာ လေးချိန်ခံကစားနေရင်လည်းလက်ကျိုးကဒဏ်ရာရရှိခဲ့တာကြောင့်လေမိထက်လူကစေယုံတက်ကကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ကိုတော့သူမရဲ့ဒဏ်ရာတွေတက်တာပြောက်ခင်းလာခဲ့ပြီဖြစ်တဲ့အကြောင်းစေပူနေတဲ့ပြိသက်တွေကိုအတိအပြပြောလာခဲ့ပါပြီရှင်။သူမလက်ကျိုးတယ်လို့သတင်းသိသိချင်းပြိသက်တွေကစေပူခဲ့ကြရတာကတော့အမှန်ပါပဲ။စေယုံပေါ်မှာကုသမှုခံယူနေတဲ့သူမရဲ့ဓာတ်ပုံလေးတွေကိုကျင်ပြီးတဲ့နောက်ဗာတရင်မှမကြားရလို့လေမိထက်လူတယောက်ဒဏ်ရာရတက်တာပြီလားဆိုတာကိုသိကျင်နေခဲ့ကြတာပါရှင်။ဒီကြားထဲမှာတော့ဗာတရင်မှအပ်ဒိတ်မတင်ခဲ့တဲ့ဆရာမကြီးကအခုတော့သတင်းကောင်း ောင်းတွေကိုပြပြလာခဲ့ပါပြီ။ UCLA အမျိုးသမီးအသင်းမှာတော့မိထက်လူကကျောင်းနံပါတ်31ကိုဝစ်စင်ကစားသွားမှာဖြစ်တဲ့အကြောင်း၊သူမရဲ့တန်ရာတွေကလည်းပရိသတ်တွေရဲ့ဆူတောင်းစကားကြောင့်တက်တာသွားပြီဖြစ်တဲ့အကြောင်းဝမ်းသာစွာနဲ့သတင်းပေးပြောကြားလာခဲ့ပြီဖြစ်ပါတယ်။မြမပြည်ကိုချစ်မြတ်နိုးသူလေးပြပြီးမြမအလင်းကိုကင်ငါရိုက်ကိုချတဲ့သူမရဲ့ပုံရင်လေးတွေကတကယ်ကိုချစ်စရာကောင်းလွန်လာပါတယ်ရှင်။ဒါကြောင့်လည်းမြမတနိုင်ငံလုံးရဲ့ချစ်မောလေးဖြစ်နေတာဖြစ်ပါလိမ့်မယ်။ပုံစံလေးကချစ်စရာကောင်းတယ်လို့ဘလုံးပေါ်မှာထားရှိတဲ့ဆရာထက်တန်မှုတွေကတော့တကယ်ကိုချီးကျူးတိုင်းတ တဲ့အကစားသမားတယောက်ပါပဲခက်ခဲပင်ပန်းတဲ့အလုံးတစ်ခုကို balance ညီမစွာလှုပ်ဆောင်နေတဲ့အမေချက်လူလေးကိုအပိတဲ့သူတွေရှိကြပါလားရှင် UCL အသင်းမှာလည်းအောင်မြင်တဲ့ခြေစွမ်းနေတဲ့သူမြန်မာနိုင်ငံကုံဆောင်နိုင်သူလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်